ငလင်ကြောင့်အင်းလေးရဲ့ဂျေးရွာပေါင်း28ရွာကအင်ဂျီပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။လူသေဆုံးမှုကလည်းရာကျော်ရှိနိုင်ပြီးလက်ရှိကဲဆယ်ရေးအပိုင်းတွေပြီးတည်တိုင်အောင်ထိခိုက်ပျက်စီးစင်းင်းတဲ့လူသေဆုံးမှုစင်းင်းတွေကိုအတိအကျမသိရသေးပါဘူး။ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေစလုပ်နေပြီမဲ့ဂျေးရွာအများစုကရေပေါ်အိမ်တွေဖြစ်နေတဲ့အတွက်ဒေသအထာကိုကျွမ်းကျင်ပြီးစောက်လုပ်ပေးနိုင်မဲ့လက်သမားဆရာတွေလိုအပ်နေတဲ့အကြောင်းဒေသခံတွေက DPP ကိုပြောပါတယ်။ လက်ရှိပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလက်သမားဆရာမလုံလောက်တဲ့အတွက်အိမ်ပြန်ပြင်တာတွေပြန်အသက်ဆောက်ဖို့အတွက်နဲ့ဖြိုချတဲ့နေရာတွေမှာနှောက်နေနေတယ်လို့အင်ဂျီပေါင်း200ကျော်ပြိုကျသွားတဲ့ကြာတော့ရအုပ်ချုပ်ရေးမှူးကဆိုပါတယ်ဒီဟာဒီဟာကြတော့ဘယ်လိုပြောမလဲပြတာဒါမြို့ဖို့အနေပြီးတော့ဘယ်လိုပဲကျွမ်းကျင်တင်ရခင်ချင်းနေပြီဗျာဒီအင်းရဲ့အထာကိုတိမအင်းလက်သမားနဲ့မှာဒါအဆင်ပြေတယ်ဗျာခုကျွန်တော်အိမ်ထဲနဲ့အင်းထဲနဲ့ဆိုတော့မှသူမတူတော့ဗျာရီချင်းကတအားကြီးကွာတော့ဗျာကျွန်တော်ဖက်မှာခြွန်တအားကြီးမြို့ဝင်များနေတဲ့ခြွန်အားများနေတဲ့ဆိုတော့ ဥမာသူတို့ interval သူလည်းအောက်တဲ့ဟိုဝါတလုံးဘောသူကအိအိလည်းအိဆောင်ဘောဝါတလုံးကိုလူရောဆယ်လေးငါးယောက်လောက်ကိုသူကအယနေသေးတော့စိုက်ထိလိုက်တာစိုက်ထိပြီးတော့မအိမီဝင်ကလည်းမခံတော့ဘူးသူမှပြန်နှောက်နှောက်ပြီးတော့ရှိရင်အိမီဝင်ကဘယ်လောက်ရှိတော့သူလည်းကသူကအိမီနေကဩဘောငါးပေးကြီးနေငါးပေးကွာထားမယ်ဆိုရှင်ငါးပေးကငါးပေးတတငါးပေးရဲ့ကြီးမောက်ခုနကတော့စိုက်ထိလိုက်တဲ့ ဟာကဥမာဆယ်သုံးတောင်ရှိရင်ဆယ်သုံးတောင်ပေါ့ဆယ်၆တောင်ရှိရင်ဆယ်၆တောင်ပေါ့အဲ့မှာဆရာယူပြီးတော့မှကျွန်တော်တို့ဒါအိမ်ကိုဒါအမတိဆောက်လို့ရတဲ့အရာပေါ့ကြဝိုင်းအိမ်နေအစားထိုးစောက်ပေးနေတဲ့အတွက်အင်္ဂလိပ်ကန်တွေကတချို့နေရာတွေမှာဝါးစည်းတွေတက်လာတယ်လို့လည်းဒေသခံတွေကစက်ပြောပြပါတယ်။ဝါးအထွက်များတဲ့အောင်ပန်း၊ဟဲဟူ၊ကလော၊ရွာငန်ပင်တရဘတ်တွေကဝါးတွေဝင်နေပေမဲ့လည်းပုံမှန်ဝါးစည်း၈၀၀၀ကျပ်ဝန်းကျင်ကတည်းက တချို့နေရာတွေမှာတထောင်းကနေတထောင်းခွဲချက်အထိဈေးတွေတက်လာတာလည်းရှိနေပါတယ်အိမ်ပေါင်း62အိမ်ပျက်စီးသွားတယ်နန်းပင်ပေါက်ပါရွာမှာလည်းအလှူရှင်တွေလာလှူထားတဲ့အိမ်အလုံး90စာရနေပြီလို့ဒေသခံတွေက DBB ကိုစက်ပြောပြပါတယ်သူဝအင်းရောစားနေပြီပါဟုတ်တချို့ဟာကုန်းလေးကုန်းပူလေးရှိတဲ့လူတွေကြတော့အဲဒါမှတဲတန်ရထူပြီးနေကြတယ်ဗျတချို့ကြတော့လေဟိုဘယ်လိုပြောမလဲစတင်ကြောင်းဖက်မှာအညွှလာနေကြတာရှိတယ်ဗျကျွန်တော်ဘက်မှာလောလောလတ်တဲ့နေဒီတောင်ကြီးကြတော့ခုလောဆက်ကျွန်တော်တို့အဝင်မှာက အိမ်ပြန်ဆောက်ပေးမယ်လို့ရှင်ကအိမ်အိမ်လုံးပေါင်း50ဆိုတော့ရှိပြီကပစ္စည်းထိခိုက်မှုများတဲ့ကျေးရွာတချို့ဘက်မှာအိမ်တွေပြန်ဆောက်ဖို့အတွက်အလှငွေတွေလက်ခံရရှိထားပေမဲ့လည်းရွာတိုင်းအပြည့်မရသေးဘူးလို့ဒေသခံပရဟိတသမားတွေကဆိုပါတယ်။လက်ရှိအင်းလင်းဒေသတဝိုင်းကယ်ဆယ်ရေးအပိုင်းတွေပြီးသွားပေမဲ့လည်းအိမ်တွေပြန်ဆောက်ဖို့အတွက်လက်သမားဆရာလိုအပ်ချက်တွေကရှိနေပါတယ်။ကယ်ဆယ်ရေးကတော့ကျွန်တော်တို့ကယ်ဆယ်ရေးအပိုင်းကတော့ပြီးသွားပြီပြန်ဆို ပြန်လေးထောင်ရေးကြတော့ကျွန်တော်တို့ကတော့လိုအပ်တာလေးတွေတော့အများကြီးရှိသေးတယ်ဗျ။ဟုတ်ပါဘတ်ဂျက်ကကြတော့ဒီတိန်90အောက်ဘတ်ဂျက်ပဲဟိုရှိတာပေါ့နော်။အဲ့ဒါကြတော့တိန်90အောက်ဘတ်ဂျက်ထဲမှာဆိုရင် WiFi တစ်လုံးပဲဆောက်လို့အဆင်ပြေမယ်ဗျ။အကြောင်း WiFi နဲ့ဆောက်တာများတယ်ဗျအကုန်လုံးအင်းလေးငလင်ပေးလှူမဲ့သူတွေအနေနဲ့လည်းမြေပြင်မှာတကယ်ရောက်နေတဲ့အဖွဲတွေကိုတိုက်ရိုက်ချိတ်ဆက်ပြီးဖြစ်စေ ရွာတွေကိုတိုက်ရိုက်နီးနေဖြစ်စေလှူပေးဖို့နဲ့အလှနာမဲ့ခံပြီးလိန်နေတဲ့အဖွဲ့တွေရှိနေတဲ့အတွက်တတိထားလှူပေးကြဖို့ကိုလည်းဒေသခံတွေကတိုက်တွန်းထားပါတယ်ကျွန်တော်မော်ရစ်ပါ